မိုးလေးအေးနေလို့နေပူပူမှအသားမမဲတော့ဘူးအစီလည်းမပြန့်တော့ဘူးဝက်ချံတွေလည်းတတ်တာသွားတော့မှပဲလို့တွေးပြော်နေတဲ့သူတွေရှိလားအပျော်ကြီးမပျော်လိုက်နဲ့အောင်နော်မောက်တုံတွေကຫນွေလောက်မပူပေမဲ့အရေးပြားပြဿနာကကင်းသွားဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒီတော့မိုးရွာတီမှာဝက်ချံတွေမပုံမပြီးတော့မဆိုးစီဖို့ဒီလိုလေးနေထိုင်ကြရအောင်နော်အားလုံးမင်္ဂလာပါနော်ဒီနေ့ဝီရိုး sharing channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် ပြတီမှာဆိုလို့ရှိရင်ဝက်ချန်တွေပုံဆိုးစိတ်ပိုးဆိုလို့ရှိရင်ဒီအချက်တွေလိုက်နာပေးဖို့လိုလိုက်မယ်နော်။ဒါတွေလည်းဆိုလို့ရှိရင်မျက်နှာကိုတက်ဆင်ပေးပါနော်။ဒါကယာဒီတိုင်းအတွက်အရေးပါပါတယ်နော်။မဟုတ်တော့ဘူးဆိုပေမဲ့လည်းအရေးပြားမှာဖုံမှုတ်တွေအညစ်ကြေးတွေတွေ့ညိနေနိုင်တယ်လို့ဗက်တီးရီးယားဆလဲတွေလည်းကြီးတွေလည်းရှိနေနိုင်တယ်နော်။ဒါတွေကချွေးပေါက်တွေကိုပိတ်ဆို့စေပြီးတော့ဝက်ချန်တွေကိုပိုဆိုးစေနိုင်တယ်။ဒါကြောင့်မို့လို့မျက်နှာကိုတက်ဆင်ပေးပါနော်။နောက်တစ်ခုကကြတော့ကြော်သွားလို့ ို့မဖြစ်နိုင်တဲ့အရေးပြားထိမ့်သိမ့်မှုအစစ်တစ်ခုမှာပါတဲ့ဒီတိုနာကိုတုံးပေးရမှာဖြစ်ပါတယ်နော်မိုးရာဒီထဲမှာလေထဲကနေသစေးအရေးပြားတွေကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မလို့အရာရာတိုင်းကဒီမျက်နှာပြလိုက်ပေမဲ့မပြောင်းမဲနဲ့အသားမှာကက်ကြံနေတာမျိုးတွေကောင်းဆုံးဖယ်ရှားပေးနိုင်တာကဒီတိုနာကိုပါပဲနော်ဒါကြောင့်မလို့ပုံမှန်တိုနာတုံးပေးဖို့လိုလိမ့်မယ်နော်မိုးအေးနေပေမဲ့လည်းအဆူဓာတ်ကိုထိမ့်ပေးဖို့လိုမယ်နော်ပြီးလို့ရှိရင်ဒီအသားရည်ကိုရေဓာတ်ဖြစ်ပေးစေနိုင် ုင်တဲ့ဒီမော်ထရိုက်ဆာကိုလိမ့်ပေးဖို့အရန်ကိုမှလိုအပ်ပါတယ်။နောက်တစ်ခုကကြတော့မိုးရွာနေတာပဲနေမထွက်ဘူးဆိုပြီးတော့နေလောင်ကခရင်ကိုမလူးပဲအပင်ထွက်ဖို့မစင်စားနဲ့နော်။ UVA နဲ့ UVB တို့ကဝိုင်းစော်တာခံရပါလိမ့်မယ်။ဒါကြောင့်မို့လို့မိုးရွာနေလဲအပင်မထွက်ခင်နိုင်ယူဝက်အလိုမှာနေလောင်ခရင်ကိုလိမ့်ပေးဖို့အရန်ကိုမှလိုအပ်တယ်နော်။နောက်တစ်ခုကကြတော့မိုးရိပ်စုတ်သွားခဲ့ရင်၆သွားမှာပဲဆိုပြီးတော့မထားလိုက်နဲ့နော်။မှုပိုးတွေ၊ဗက်တီးရီးယားတွေပောက်ဖွားနိုင် နာကြောင့်မိုးရေထဲကိုတစ်ချူတုံးပြီးတော့ချက်ချင်းတုတ်ပေးပါနော်ဝက်ချန်တွေကိုတက်တာစေနိုင်တဲ့ဒီရှားဆောင်လပတ်တွေငပြောသီးတွေသခွားသီးတွေပြားရည်စပတ်တစ်ခါပေါင်းတင်ပေးပါနော်ဒါတွေမှတာရင်စလဲတွေကိုလည်းသူကဖယ်ရှားပေးပါလိမ့်မယ်နော်တပတ်တစ်ချိန်မှဆိုလို့ရှိမဖြစ်မနေစလဲသေးတွေကိုဖယ်ရှားပေးပါဒါမှချွေးပေါက်တွေကတက်စင်းပြီးတော့ပြီးလို့ရှိမလို့လားအတဲဝက်ချန်တွေလည်းမထွက်မှာပေါ့နော်ဒါပေမဲ့နောက်တစ်ခုဆိုလို့ရှိရေကိုပုံမှန်တောက်ပေးနော်ရာဒီဥတုအေးလို့ ုးဆိုပြီးတော့ရေမတောက်မိကြမျိုးတွေဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ဒီတိလေးထားပြီးတော့အရေကိုအနည်းဆုံးတစ်နေ့ရှစ်ခွက်ကိုပုံမှန်တော့တောက်ပေးနော်အချိုများတဲ့အစားအစာတွေလည်းရှောင်ပေးရမှာဖြစ်ပါတယ်ချိုလုံးတဲ့အစားတောက်တွေအသေးဖြစ်တဲ့အစားအစာတွေပြီးလို့ရှိရင်အစီပါဝင်မှုများပြီးတော့အငံကဲနေတဲ့အစားအစာတွေကိုတတ်နိုင်သလောက်ကိုလျှော့စားပေးပါဒါမှဝက်ချံတွေတင်းပြီးတော့စိတ်ကူးရင်ဆက်နဲ့မောက်တုံကိုကြည်နေတဲ့အသားရည်လေးတွေနဲ့ဖက်တန်းနိုင်မှာဖြစ်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်ဝီရိုကာ ဒီမိုးရာသီမှာဝက်ချံတွေပုံမစိုးအောင်ဘလို့ကောက်ွက်ပေးရမလဲဆိုတာကိုအလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်နော်ဒါဆိုလို့ရှိရင်နောက်ထပ်ဝိယောကကျက်မရေဘူဘူးဒတွေကိုအများအားမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကြောင့်မို့ notification လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်